မင်္ဂလာပါရှင် MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံသတင်းစစ်စင်ကနေကြိုဆိုပါရစေ။ဒီကနေ့မြန်မာတက္ကရာ1398ခုနှစ်သတင်းကြိုလဆန်း၁၀ရက်ခရစ်နှစ်2016ခုနှစ်အောက်တိုဘာလ17ရက် ်အင်္ဂါနေ့ညနေ6နာရီအထိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီကနေ့မှာရှုစားကြရမယ့်သတင်းတွေမှာဆိုရင်တော့အကြံပတ်တိုက်ခိုက်ခံရမှုမှာပျောက်ဆုံးခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တူကိုပြန်လည်တွေ့ရှိခဲ့တဲ့သတင်းညင်းချန်ထောင်မှာအကျဉ်းသားတွေဆန္ဒပြမှုဖြစ်ပွားခဲ့တဲ့အကြောင်းအာဖဂန်နစ္စတန်နိုင်ငံမှာအမျိုးသမီးတွေဟာ ထောင်ဒဏ်အစား အခိုင်းအစေဖြစ်ခိုင်းခံနေရတဲ့တဲ့။စားတဲ့တဲ့နဲ့အတူချာထူးချားတဲ့တဲ့တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဦးဆုံးအနေနဲ့ရခိုင်ပြည်နယ်အကြမ်းဖက်တိုက်ခိုက်ခံရမှုမှာပျောက်ဆုံးခဲ့တဲ့ရဲတပ်သားတဦးနဲ့တနက်တလက်ကိုတီးခြားနေရာတွေမှာအော်တိုဝါလာ၉ရက်နေ့ကပြန်လည်တွေ့ရှိခဲ့ပါတယ်။ပျောက်ဆုံးခဲ့တဲ့ရဲတပ်သားကိုထိုက်ဆိုသူဟာအကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်ပွားချိန်မှာ လုံချုံရဲတာဝန်ထမ်းဆောင်နေရင်းနဲ့ပျောက်ဆုံးသွားခဲ့တာပေါ့အခုခါမှာတော့ရဲတပ်သားကိုထိုက်ကိုငခုရရဲစခန်းအနောက်ဖက်နမိုင်ခန့်အကွာမှာရှိတဲ့တဏိတော်အတွင်မှာထိခိုက်တံရရတာတွေမရှိဘဲနဲ့ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဗဟိုကင်းတဝိုက်မှာရှိတဲ့ခြုံနှွေတွေကိုရဲတပ်ဖွဲ့ဝင်တွေက ရှင်းလင်းရမှာပျောက်ဆုံးနေတဲ့ M22 တနတ်တလက်ကိုပါပြန်လည်တွေ့ရှိခဲ့ပါတယ်ရှင်။ ဆယ်နှစ်ကြာလှုပ်ဆောင်ခဲ့တဲ့မြမအရေးပူပေါင်းဆောင်ရွက်သူများအဖွဲ့ကိုရှင်းနာပြီးတော့ရှေ့ပြေးအတန်အဖွဲ့ကို ထူထောင်လိုက်ပါတယ်။ဒီကြောင့်ရပြေဆောင်ကိုတော့ MCN သတင်းတော့ကေဆွန်လေးကသတင်းပေးပို့ထားပါတယ်ရှင်။မြန်မာနိုင်ငံရဲ့လူအခွင့်အရေးဒီမိုကရေစီအရေးနဲ့အာဆာပစိဘိတ်ဒေတာရင်းသိသိညညရေးလှုပ်ရှားမှုတွေကိုဆယ်နှစ်ကြာလှုပ်ဆောင်ခဲ့တဲ့မြမအရေးပူပေါင်းဆောင်ရွက်သူများအဖွဲ့ကိုရန်နာလိုက်တာပါ။ အခုလိုရနာလိုက်ပြီးတစ်ချိန်တည်းမှာပဲလူလူပူပေါင်းပါဝင်မှုနဲ့လူအခွင့်အရေးကိုအခြေခံပြီးရှေ့ပြည့်အတန်ဆိုတဲ့သူတွေတနာနဲ့စီယုံလုံးစော်ရေးအဖွဲ့အစ်တစ်ခုကိုဖွဲ့စည်းခဲ့ပါတယ်အော်တိုဘာ၁၀ရက်ကရန်ကုန်မြို့ဖိုးစိန်လမ်းမှာရှိတဲ့ Green Hill Hotel မှာရှေ့ပြေးအတန်အဖွဲ့အကြောင်းသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးကြေညာခဲ့ပါတယ်။မြမရေပူပေါင်းဆောင်ရွက်သူများအဖွဲ့နဲ့ရှေ့ပြေးအတန်ဘာကွာလဲဆိုတော့ရှေ့ပြေးအတန်ကအဲဒီလိုမျိုး mandate မရှိပါဘူး။အဲကွန်ရက်အဖြစ်နဲ့ဆက်ဆက်ညှိနှိုင်းချိတ်ဆက်လှုပ်ဆောင်ပေးတဲ့ mandate လုပ်ငန်းတာဝန်မရှိပါဘူး။အဲကျွန်တော်တို့က ဒီအားနေတဲ့ထိခိုက်လွယ်ဖိနှိပ်ခံပြည်သူလူထုတွေနော်ဟိုဟိုအခြေခံလူထုအတိုင်းဝိုင်းတွေရဲ့ခံစားချက်တွေလိုအပ်ချက်တွေကိုအဲမူဝါဒရေးဆွဲချမှတ်တဲ့အဆင့်အထိရောက်အောင်သူတေသနာကတဆင့်နှုတ်ဆော်စည်းဝေးကတဆင့်တည်ဆောင်ပေးဖို့ပေါင်းကူးဆောင်ရွက်ပေးဖို့ဖြစ်ပါတယ်အဖွဲ့နဲ့ဘူပေါင်းဝင်သူတွေကလုပ်ငန်းတွေလှုပ်ဆောင်သွားဖို့ရှိနေတယ်လို့နိုင်ငံရဲ့ကျင်းသားများကကူညီဆောင်ရွက်ရေးအဖွဲ့ AABB ကတွဲဖက်အတွင်ရင်မှုဖြစ်တဲ့ဥပိုလ်ကြီးကပြောပါရတယ်။ ကျွန်တော်တို့ကလည်းဒီဥပဒေနဲ့ပတ်သက်ပြီးတော့ဖြတ်သိမ်းတဲ့ဥပဒေတွေပြောင်းသိမ်းတဲ့ဥပဒေတွေကိုကျွန်တော်တို့ကလည်းသူတင်တာသူတင်တနာလုပ်နေတာရှိပါတယ်အဲ့လိုအခန်းကဏ္ဍတွေမှာရှေ့ပြေးအတန်ဖို့နဲ့ကျွန်တော်တို့ ਨੇ အတူတူပူရွေးယူလုံလုံဆောင်နိုင်မဲ့အရာတွေဖြစ်ပါတယ်အဲ့လိုပဲတခြားကဏ္ဍတွေရှိဦးမှာပါအချင်းထောင်သူပင်ပြောင်းလဲအဲ့ဒီနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ကသူတင်တာထပ်ပြီးတော့ပြုစီရည်ရှိပါတယ်အဲ့လိုသူသူတင်တာပြုပြီးပြုတဲ့လုပ်ငန်းစဉ်တွေမှာကျွန်တော်တို့ ਨੇ တို့ရပြီးတော့လုပ်လို့ရတဲ့ဟာတွေရှိပါတယ် က်တန်အဖွဲ့အနေနဲ့သက်ဆိုင်ရာနေသားတွေမှာတဘာဝပဝင်းခြင်းကိုမထိခိုက်စေတဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အကူပြုနိုင်အောင်သူတွေတနာပြုလုပ်သွားမှာဖြစ်ပြီးရရှိလာတဲ့အဆက်လက်တွေကိုဒေသခံတွေသိရှိပြီးကိုယ့်အခွင့်အရေးကိုတောင်းဆိုနိုင်အောင်လှုံ့ဆော်ပေးသွားဖို့ရှိနေတာဖြစ်ပါတယ်ရှင်။ရခိုင်ပြည်နယ်အကြမ်းဖက်မှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးအခြေအနေမှန်ကိုသိရှိဖို့နဲ့တည်ငြိမ်အေးချမ်းမှုရှိလာစေဖို့အတွက်ပြည်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်ဦးဆောင်တဲ့ ပြည်ထောင်စုဝင်ကြီးအဖွဲ့ဟာရခိုင်ပြည်နယ်ကိုတွားရောက်มาဖြစ်ပါတယ်။အဲ့ဒီဝင်ကြီးအဖွဲ့မှာဒေါက်တာဖေမြင့်နဲ့အတူပြည်ထောင်စုဝင်ကြီးဦးသိန်းဆွေ၊ရခိုင်ပြည်နယ်ဝင်ကြီးချုပ်ဦးညီပူ၊ဒုတိယဝင်ကြီးဘူချုပ်မြင့်နှွေ၊ဘူချုပ်အောင်စိုး၊ဘူချုပ်တန်းထွတ်ဦးခင်မောင်တင်၊ရခိုင်ပြည်နယ်ဝင်ကြီးဗိုလ်မှူးကြီးထိန်လင်းနဲ့ဒေါက်တာချမ်းတောင်းလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လဲနေရချထားရေးနဲ့ပြည်သူဝင်ကြီးဌာနအမြဲတမ်းအတွင်ဝင်ဦးစိုးအောင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဒုတိယရဲချုပ်ရဲမှုချုပ်အောင်ဝင်းဦးတို့လိုက်ပါသွားကြမှာဖြစ်ပါတယ်။အဲ့ဒီဝင်ကြီးအဖွဲ့ဟာရခိုင်ပြည်နယ်မှာရှိတဲ့ပြည်သူတွေရမီရဖဌာနဆိုင်ရာဝန်ထမ်းတွေမိသားစုဝင်တွေနဲ့တွေ့ဆုံရှင်းလင်းပွဲပြုလုပ်သွားမှာဖြစ်ပါတယ်ရှင်။စကိုင်းတိုင်းဒေသကြီးမုံရွာမြို့နယ်ကံပြားကြီးကျေးရွာမှာတရေဖက်နက်လုပ်ငန်းရှင်တွေနဲ့အလုပ်သမားတွေဖက်နက်အယောင်းဝယ်ဈေးကွက်ပြတ်ကအခက်အခဲတွေတွေ့ကြုံနေရပါတယ် ီကြောင်းရပြေဆုံကိုတော့ MCM မုံရွာသတင်းတော်တင်မာဆွေကရိုက်ကူပေးပို့ထားပြီးအောင်ကေဆွန်လေးကတင်ဆက်ပေးထားပါတယ်ရှင်။စကိုင်းနိုင်ဒေသကြီးမုံရွာမြို့နယ်ကံများကြီးကြီးရွာရွာတော်ကြီးရွာနဲ့ပေကုန်းကြီးရွာတွေမှာလွန်ခဲ့တဲ့နှစ်ပေါင်း၄၀ကျော်ကစတင်ကဘေးရဖက်နယ်လုံငန်းနဲ့အတမွေးဝန်ကြောင်ပြုလုပ်နေကြတာဖြစ်ပါတယ်။ဖြစ်လာတဲ့ဖဏတ်တွေကိုဟုံမလင်းမော်လိုက်ကလေးမျိုးတွေကိုအဓိကတင်ပို့နေတာဖြစ်ပါတယ်။ဒီကဒီမောင်မျိုးနဲ့တန်းလေးကြီးရော နန်းတော်တို့ဟိုးမင်းတို့စနိုင်းတို့ပူပါသူနိုင်ငံတော်ကသူ့လုပ်ငန်းတွေကိုဒီကစီစစ်လိုက်တဲ့အတွက်သူ့လုပ်ငန်းမှာလည်းသူ့လူသားရှားပါတဲ့အတွက်ဒီကစနိုင်းလုပ်ငန်းမှာလည်းရောင်းဝယ်ပြီးတော့တော့ပြီးသွားတယ်အဲ့ဒါကြောင့်ဖက်နဲ့ဒီသူ့လူသားတွေကလည်းအများကြီးကြီးကြတာ။အဲ့ဒီတရေဖက်နဲ့တွေကိုရွှေလုံသားတွေနဲ့ရွှေလုံငန်းလုပ်ကင်သူတွေကအများဆုံးဝင်နေကြတာပါ။အခုချိန်မှာတော့ရွှေလုံငန်းလုပ်ကင်သူတွေနေပါသွားတာကြောင့်ဖက်နဲ့လုပ်ငန်းရှင်တွေနဲ့ဖက်နဲ့လုပ်သားတွေဝင်ငွေရောင်းနေသွားပြီးစာဝင်းတွေအခက်အခဲဖြစ်နေတယ်လို့ပြောပါရတယ်။ င်တော့ကတော့ဆယ်ရံပြီးတော့ကျတော့9000ရတော့ကျတော့စင်ပြေတော့ပေါ့ဗျာခုတော့အဲဒီထပ်ပန်းကပြူတော်တွေဘက်ကလည်းရောင်းဝယ်ရအေးနေတော့ကျတော့ခဏကမထွက်တော့ကျတော့900လောက်ပဲထိုင်ရတော့ကျတော့ဟောပေါ့ဆုံးသိန်းလုံးတွေလည်းများနေတော့9000ပဲရကျတော့နည်းနည်းတော့ခက်ခဲရှိတာပေါ့ဗျာကံပြားကြီးကြီးရွာမှာဖနက်လုပ်ငန်းရှင်၆ဦးရှိပြီးဖနက်လုပ်သား၆ပါးကျော်ရှိကလက်ရှိမှာတော့ဖနက်လုပ်ငန်းစီးပွားရေးကြာစင်းနေတာကြောင့်အခက်အခဲတွေဖြစ်နေတာဖြစ်ပါရဲ့ရှင်။ ကျဉ်းထောင်တာဝန်ရှိသူတွေအနေနဲ့အကျဉ်းသားတွေအပေါ်တာဝန်ယူမှုတွေအားနေခဲ့တဲ့အတွက်မြင်းချံအကျဉ်းထောင်တွင်ဆန္ဒပြတောင်းဆိုမှုတွေဒီကနေ့မနက်မှာဖြစ်ပွားခဲ့ပါတယ်။အကျဉ်းထောင်မှာထားရှိရမယ့်အကျဉ်းသားဥယျာဉ်ထက်များနေတာတွေ၊ကျန်းမာရေးစောင့်ရှောက်မှုမရှိတာတွေ၊အစားအသောက်ချိုးတက်မှုတွေဖြစ်နေတာကြောင့်အခုလိုဆန္ဒပြခဲ့ကြတာပေါ့။ဆန္ဒပြသူတွေနဲ့ပတ်သက်ပြီးတော့မြင်းချံမြို့နယ်မှာရှိတဲ့ပြည်သူ့လူတော်ကိုယ်စားလှယ်တွေနိုင်ငံရေးအဖွဲ့အစည်းနဲ့လူမှုရေးအသင်းအဖွဲ့တွေက ထောင်အာဏာပိုင်တွေနဲ့လာရောက်တွေ့ဆုံပြီးတော့ဖိနှိပ်အရေးယူမှုတွေညှဉ်းပန်းနှိပ်စက်မှုတွေမလုပ်ဖို့ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။အစိုးရအသစ်တာဝန်ယူပြီးရဲ့နောက်ပိုင်းမြင်းချံထောင်အတွင်းမှာကျမ်းမာရေးချိုးတဲ့အကျဉ်းသား၉ဦးသေဆုံးခဲ့ပါတယ်ရှင်။အာဖဂန်နစ္စတန်နိုင်ငံရဲ့ခြေလက်ဒေသတွေမှာအမျိုးသမီးတွေအတွက်အချင်းထောင်မရှိတဲ့အတွက်အခိုင်းအစေအနေနဲ့အခမဲ့လောက်ခိုင်းတာမျိုးတွေရှိနေပါတယ် အာဖဂန်နစ္စတန်နိုင်ငံကအမျိုးသမီးတွေဟာထောင်ဒဏ်ကြခံရမယ့်အစားသူတို့မျိုးနွယ်စုအကြီးအကဲတွေရဲ့အိမ်မှာသူတို့ရဲ့ပြစ်ဒဏ်ကာလအကုန်ဆုံးတဲ့အချိန်ထိအခမဲ့အစီခံအနေနဲ့လုပ်ပေးနေရတာပါအဲ့ဒီလိုပြစ်ဒဏ်ပေးနေတာတွေကိုဒေသခံရဲနဲ့အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင်လှုံ့ဆော်နေတာဖြစ်ပြီးတော့လူမျိုးစုအကြီးအကဲတွေကလည်းသူတို့အိမ်မှာ အစေခံအနေနဲ့လာထားတာကိုလက်ခံထားကြပါရယ်အစေခံလုံနေရတဲ့အမျိုးသမီးတွေဟာဒီလိုပြစ်ဒဏ်မျိုးကိုအပြစ်တင်ပြောဆိုခဲ့ကြပြီးသူတို့အတွက်အမျိုးသမီးအချင်းထောင်တွေတိဆောက်ပေးဖို့လည်းတောင်းဆိုနေကြပါရယ်အာဖဂန်နစ္စတန်နိုင်ငံရဲ့ပြစ်မှုကျူးလွန်သူအမျိုးသမီးအများစုဟာဒလစ်ထုံးစံအရာစီစဉ်ပေးတဲ့လက်ထပ်ထိန်းမြတာကိုလက်မခံတာကြောင့်အပြစ်ပေးခံရတာဖြစ်တယ်လို့လူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ကပြောပါရယ်ရှင် ။ MCN သတင်းဌာနကနေညနေ6:00နာရီအထိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ နောက်နေ့ဒီမှာဆိုလို့ရှင်လေတခြားထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းလိုက်ပါတယ်ထုတ်လွှင့်ခဲ့တဲ့ MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံသတင်းစီစဉ်ကို www.mcntv.news နဲ့လူမှုကွန်ရက် Facebook စာမျက်နှာပေါ်မှာတော့ MCN TV News နာမည်နဲ့ရှာဖွေ ကြည့်ရှုနိုင်မှာဖြစ်ပါတယ် MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံသတင်းစီစဉ်ကိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျမဗျူလာဦးပါရှင် Thank you.